စ်စီတုန်းကဝေတောင်ပြည်လို့အမည်တွင်တဲ့ဘုံမဒေဝတိုင်းမှာနှမျိုးနဲ့ွယ်ဖြစ်တဲ့ဝေတောင်ပြည်ရှင်မင်းကြီးအုတ်ချုပ်မင်းပြုလျက်ရှိတယ်။ဝေတောင်ပြည်ကြီးရဲ့အလဲဘုံမှာဘရင်ကြီးရဲ့နန်းတော်ကြီးရှိပြီးတော့နန်းတော်ကြီးကိုရွှေတောင်၊ငွေတောင်၊ဗရမယတောင်နဲ့စိမ့်ဆုံညို့မိုင်းနေတဲ့မြတ်ကပလာတော်ကြီးကအတိအကျဝန်းရံထားကြတယ်။ဝေတောင်ပြည်ကြီးဟာ ရက်ခကုံမာရီချက်စားတဲ့တောထက်တဲ့တောင်သွဲတွေကမှရှိတာကြောင့်လူသားတွေလာရောက်နိုင်ခြင်းမရှိပါဘူး။ကိုရီတောင်ပြည်ရှင်ဘရင်ကြီးမှာရုပ်စင်းချောမောလာပါတယ်။သမီးတော်ဂိန်နရီရီမခုနှစ်ဖော်ရှိပါတယ်။အကြီးဆုံးသမီးတော်ရဲ့အမည်ကတော့ရွှေဂိန်နရီဖြစ်ပြီးတော့ကျန်သမီးတော်တွေကငွေဂိန်နရီဆန္နာဒေဝီရွှေတုံးနရီ ငွေသုံးရီမာယာဒေဝီနဲ့မနောဟာရီတို့ဖြစ်ကြတယ်မနောဟာရီဟာအငယ်ဆုံးဖြစ်ပြီးတော့သူ့ကို တွေးမင်တော်လို့လည်းခေါ်ကြတယ်သူတို့ဟာကိန်နရီကိန်နရာတို့ရဲ့အဆောင်ရောင်တွေဖြစ်တဲ့ရွှေဘဝငွေဘဝပလဲဘဝဗရမယဘဝညဘဝတွေနဲ့အတူနဝေတစာတွေကိုဝစ်ဆင်ထားပြီးအစင်တစာတွေရဲ့တကူစွမ်းနဲ့ကောင်းကင်မှာပြန်နိုင်စွမ်းရှိကြတယ် ဂျီမဂိန်ရီခုနဘောဟာငွေတောင်ပြည်ကနေတောင်စီခုနှစ်ထပ်ကိုဖျက်ဆန်းသွားရတဲ့နေရာမှာရှိတယ်။ဂျာမျိုး၅ပါးနဲ့ပြည်စုံတဲ့ဘုံတလုတ်ရေကန်ကြီးမှာခုနှစ်ရက်လင်တစ်ချိန်ရေကစားထွက်လေရှိကြတယ်။ဘုံတလုတ်ရေကန်ကြီးဟာရှေးရခင်ကရေလွန်ရှားပါပြီး၆တွေ့တဲ့မြေပြင်ကြီးဖြစ်ခဲ့ဘူးတဲ့။ဒီမြေပြင်ကြီးကိုစိမ့်ဆို့သားရလာအောင်ဘောဂဝတိပြည်ကငကားမင်းကတကူအစွမ်းနဲ့ ေတွေစောင့်ကြည့်လာတဲ့အတွက်တာယာရဲ့ပွန်တလုံးရေကန်ကြီးဖြစ်ပေါ်လာခဲ့တယ်။ရေကန်ကြီးကနေယူစနာတရားဝေတဲ့နေရာမှာတော့ပင်တရားပြည်ရရှိပါတယ်။ပင်တရားပြည်ရှင်ဘုရင်ကြီးမှာသူတနုမင်းသားဆိုတဲ့တာတော်တစ်ပါးရှိတယ်။သူတနုမင်းသားဟာတက္ကသိုလ်ကြီးမှာပညာသင်ပြီးပြန်လာတဲ့တနေ့ဘုံတလုံးရေကန်ကြီးနားမှာခိတအနာယူခိုင်မှာ ကားမင်းကအေကန်ကြီးကိုလာရောက်ကြည့်ရှုခိုင်းနေကြုံခဲ့တယ်။တစ်ချိန်တည်းမှာပဲကောင်းကင်မှာပြန်ဝင်နေတဲ့ကလုံငတ်ကြီးတစ်ကောင်ဟာနဂါမင်းကိုတွေ့တဲ့အခါတဟုန်လို့ဆင်းလာပြီးတော့နဂါမင်းရဲ့ဥကောင်ကိုတုတ်ချီလိုက်တယ်။နဂါမင်းဟာဂရင်း၌မနှောမယဗရမများကိုငုံထားတာကြောင့်ကလုံဟာတုတ်ချီနိုင်ခြင်းမရှိပါဘူး။ကလုံလည်းနောက်တစ်ချိန်မှာအမိကနေတုတ်ချီတဲ့အခါ ဗရမားထွက်ကြလာတဲ့အတွက်နဂါမင်းကိုဖမ်းမိသွားပါတယ်။သူတနုမင်းသားမြင့်တော့လေးတော်နဲ့ဂလုံးကိုပစ်ချလိုက်တဲ့အခါရင်ဝါကိုထုတ်ချင်းပေါက်သွားခဲ့တယ်။ဂလုံးဟာတေးအံ့စဲစဲမှာမင်းသားကိုမချိန်နဲ့တဲ့အတွက်နောင်ဘဝမှာဤသူအားရံပြူးနိုင်သောသူ ဖြစ်ရပါစေလို့ချိန်သာဆိုပြီးသိဆုံးသွားခဲ့တယ်။နဂါမင်းလည်းအသက်ကိုကယ်ခဲ့တဲ့အတွက် မင်းသားအားမနောမယဗဒမြားကိုလက်ဆောင်ပေးအပ်ပြီးတော့အသင်မင်းသားလိုရှိရင်ညီကိုသုံးရက်ဖို့ရခေါ်လိုက်ပါကကျွန်ုပ်ရောက်လာပါမည်ဟုဆိုလာငကားပြီကိုပြန်သွားပါတယ်သူတို့မင်းသားလဲပင်နယပြီကိုပြန်ရောက်ပြီးတနေ့မှာမုံဆိုးတယောက်ကိုခေါ်ပြီးတိုးလိုက်ထွက်လာရာဖုံးတလုံးရေကန်ရှိရာကိုတဖန်ပြန်ရောက်လာခဲ့တယ်ရေကန်အနီးကကြောက်ဆောင်ပေါ်မှာခိတ္တအနာယူနေစဉ်မှာ ကောင်းကင်ကပြန်လာတဲ့ကင်ရီညီမခုနှစ်ဖော်ကိုလမ်းမြင်လိုက်ရတယ်။မင်းသားနဲ့မဟုတ်ဆိုလဲကြောက်ဆောင်ွယ်တို့ဝင်ပြီးတော့တိတ်တဆိတ်ဆောင်ကြည့်နေလိုက်ရတယ်။ကင်ရီညီမခုနှစ်ဖော်ဟာခြုံဘွားနဲ့အစင်တစားတွေကိုချုပ်ပြီးကမ်းမပေါ်တင်ထားကပျော်ရွှင်စွာရေဆော့ကစားနေကြတယ်။သူတို့မင်းသားဟာချုံမလာပါလို့နဲ့မင်းသမီးလေးတို့ကိုမြင်ရတော့အော်မင်းသားပြီး အတန်ကြာကြည့်နေမိခဲ့တယ်။ညီမခုနှစ်ဖော်လဲရေစော့ကစားပြီးတဲ့အခါမှာအစင်တစားတွေပြန်လဲဆင်းမြန်းပြီးခြုံဘွားတည်တည်လွန့်ခြုံကဝေတောင်ပြီးတော့ကောင်းကင်ကြီးနေလဲပြန်လဲထွက်ခွာသွားကြပါတော့တယ်။မင်းသားလည်းအဲ့ဒီအချိန်ကြာမှအတိဝင်လာပြီးမုတ်ဆိုးကြီးဟာမုတ်ဆိုးကြီးဒီလာကစားကြတဲ့မိမပြုံများအင်မတန်လှပကြတယ်။နန်းတော်ကိုမိသူဆောင်ကြီးနိုင်မီနီကိုမိန်းမြန်းပါတယ်။ မုံဆိုးကြီးကအရှင်သာထုံမေးမပြုံများနဲ့ဆွမ်းရှိတဲ့ဂိန်းနရီဖြစ်ကြပါတယ်အလွန်လင်းမြန်ပြီးကောင်းကင်မှာလည်းပြန်နိုင်ရပါတယ်အလွယ်တကူဖန်းစီရန်မဖြစ်နိုင်ပါငကားပြီကငကဘတ်ကျော်ကွင်းနဲ့ဖမ်းမှသာ မိနိုင်မှာဖြစ်တယ်လို့ရသေးကြီးတပါမိတ်ဆိုဘူးကြောင့်ပြန်ပြောတဲ့သူတနုမင်းသားလည်းမြေပြင်ကိုသုံးချက်ပုတ်လိုက်ပြီးတော့ငကားမင်းထံမှာ နဂဘတ်ကျော်ကွင်ကိုခိတ္တငါဖို့တောင်းဆိုပါတယ်။နဂဘတ်ကျော်ကွင်ရတဲ့အခါနောက်တစ်ချိန်ဒိနရီတို့ ရေကစားလာမယ့်အချိန်ကိုစောင့်ဆိုင်နေကြတယ်။ခုနှစ်ရက်ပြည့်လို့ညီမခုနှစ်ဘောရေကစားဆင်းလာတဲ့အခါသူတနုမင်းသားလည်းနဂဘတ်ကျော်ကွင်နဲ့ဖြစ်လိုက်ပါတယ်။ကျော်ကွင်ဟာအထွေသောညီမဒွေးမင်းတော်ရဲ့ခြေထောက်မှာသွားပတ်မိပါတော့တယ်။ဂျန်နဲ့ညီမတွေလည်းဒွေးမင်းတော်ရဲ့အော်တန်ကြတော့ အစင်တကားတွေကိုအလင်းမြတ်ဝစ်ဆင်ပြီးကောင်းကင်ဘုံပြန်တက်သွားကြတယ်။သူတနုမင်းသားဟာဒွေမဲ့နော်ရဲ့အစင်တကားတွေကိုတင်ဆက်ပြီးခြုံဘဝကိုလွှမ်းပေးကကန်နီးမှရှိတဲ့ဂူကြီးတဲကိုခေါ်သွားခဲ့တယ်။မူဆိုးကြီးကိုလည်းဒီကန်အတွင်းမှာကြာပန်းကြာရွက်တို့ခူးစေကဂူအတွင်း၌မင်းသမီးလေးအတွက်ပန်းမွေရာတစ်ခုပြုလုပ်စေခဲ့တယ်။အဲဒီနောက်ဗီနီယာပြည်သို့ပြန်စေကာ မင်းသမီးလေးအကျိုးသူရန်ခန္ဓာကို ပြင်ဆင်မှုစီခိုင်းလိုက်တယ်။သူကတော့ကြောက်လန့်နေတဲ့မင်းသမီးလေးနားမှာဆောင်းဆောင်နေရပါတယ်။အဲဒီညမှာပဲသူတနုမင်းသားရဲ့ညာချက်နဲ့တိတ်ဆုံးသွားတဲ့ဂလုံကြီးဟာခူကြီးထဲမှာပင့်ကိုကြီးဖြစ်နေတဲ့အတွက်သူတနုမင်းသားကိုတွေ့တဲ့အခါအပြင်းထန်ရမှုတိုက်ခိုက်ပါတော့တယ်။မင်းသားလည်းပြန်လည်တိုက်ခိုက်ရမှာနောက်ဆုံးတော့ပင့်ကိုကြီးရှုံးနေကတိတ်ဆုံးသွားပါတယ်။ ဖင်ကိုကြီးဟာမသေးဆုံးခင်မှာမကြေမနက်ဖြစ်ပြီးထပ်မံဆူတောင်းတဲ့အတွက်တောင်းစဉ်ခုနှစ်ထပ်ရှိတဲ့တော်အုပ်ထဲမှာဘလူကြီးတစ်ကောင်ဖြစ်သွားပါတယ်။သူတနုမင်းသားဟာမင်းသမီးလေးကိုချုံမောဖြောင်းဖြားပြီးတော့နန်းတော်ကိုပြန်ခေါ်လာခဲ့တယ်။နန်းတော်ရောက်တဲ့အခါသူတနုမင်းသားဟာတွေးမိန်တော်ဟာမင်းသမီးဆောင်ရောင်ခန်းနာနဲ့ကြိုးဆိုပြီးတော့ခြင်းရာတော့တင်မြောက်လိုက်ပါတယ်။သူတနုမင်းသားဟာ ပြိမဲ့နော်ကိုလွန်သွားချစ်ခင်နေတတ်တဲ့အတွက်ဒကာမင်းတန်ကရထားတဲ့မနှောမယပဒမြားကိုလက်ဆုပ်ပြုလုပ်စေကမင်းသမီးလေးကိုလက်ဆောင်ပေးခဲ့တယ်။နန်းတော်ကပရောဟိတ်ဘုံနာကြီးတယောက်ဟာရခင်ကသူ့သမီးတော်ကိုမင်းသားနဲ့လက်ဆက်ပေးပြီးမိဖုရားဖြစ်ဖို့မျှော်လင့်နေခဲ့ဘူးတယ်။မင်းသားကတွေးမဲ့နော်ကိုမိဖုရားမြောက်လိုက်တဲ့အခါပရောဟိတ်ကြီးကမကြည်မနက်ဖြစ်နေတော့တယ်။ဒီလိုနေရင်းနဲ့တနေ့ ဘင်းနေရပြည့်ရှင်ဘရင်ကြီးဟာအိပ်ပျော်နေတဲ့ဒုစရနဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့တယ်။မင်းကြီးကဘရိုဟိတ်ကြီးကိုနမိတ်ဖတ်စေတဲ့အခါဘရိုဟိတ်ကြီးကအရှင်မင်းကြီးဝမ်းတွင်းကဥတွေထွက်ကြလာပြီးတိုင်းပြည်ကြီးကိုရစ်ပတ်တယ်လို့မြင်မှတ်တာဟာအရှင်မင်းကြီးနဲ့ဘင်းနေရပြည်ကြီးကြည့်စွာသောပစီချင်းသို့ဆိုက်ရောက်မယ်နမိတ်ဖြစ်ပါれအဲ့လိုလျှောက်တင်လိုက်တယ်။မင်းကြီးလည်းထိတ်လန့်ပြီး မိတို့ပြုလို့ရမည်နီလို့မေးမြန်းတဲ့အခါဘုရောဟိတ်ကြီးကစင်၊ညင်း၊ကျွဲ၊နွားနဲ့ဂိန်နရီတို့ကိုမင်းရင်ပြင်မှာ ရစ်ပူဆိုရင် နမိတ်ပြတ်ပြဲပါလိမ့်မယ်လို့လဲဆဲကရှောက်ထားလိုက်တယ်။မင်းကြီးလည်းဒါတော့ရဲ့ခြင်းအရောကိုရစ်ပူဆိုရမယ်ဆိုတဲ့အတွက်စိတ်နှလုံးမသားမရာဖြစ်ပေမဲ့တိုင်းပြည်တစ်ခုလုံးပျက်စီးမဲ့အရေးကိုတားဆီးဖို့ရာအတွက်ရစ်ပူဆိုပွဲလုပ်ဖို့စီစဉ်သေးပါတယ်။ ။ဒါတော့သူတနုမင်းသားကိုတော့နေစွန်နေပြား၌တပုံများထားချွတ်တောင်းကြနေတယ်လို့အကြောင်းပြကစစ်ထွက်ရန်စေလိုလိုက်ပါတယ်။မင်းကြီးရဲ့မိဖုရားကြီးဟာအကြောင်းစုံကိုသိရတဲ့အခါဒွေးမင်တော်ရဲ့ကိန်းနရီအဝိတ္တစာတွေကိုမင်းသမီးလေးအားပြန်လည်ဆင်မြန်းပေးလိုက်ပြီးနန်းတော်ကနေအလင်းမြန်ထွက်ခွာသွားစေခဲ့တယ်။ဒွေးမင်တော်လည်းကောင်းကင်ကနေငွေတောင်ပြည်ကိုပြန်သွားခဲ့တယ် လမ်းခရီးမှာပုံတလုံးရေကန်နေတဲ့တင်သုံးနေတဲ့ရသေးကြီးထံဝင်ရောက်ပြီးတော့သူတနုမင်သာလိုက်လာရင်လမ်းမပြောက်ရလေအောင်ခြုံတဲ့ဘဝမှာရေကိုမဆောင်မြေကိုမဆောင် လေကိုသာဆောင်မှမောင်တော်လို့ရေးသားပြီးအနံ့ခဲ့တယ်ပြီးတော့မင်းသားလက်ဆောင်ပေးထားတဲ့မနောမယပါရမီလက်စုပ်ကိုလည်းရသေးကြီးထံအနံ့ခဲ့တယ်နေစုံနေပြားမှာတပုံနေမတွေ့တဲ့အတွက်ပြန်လာတဲ့မင်းသားဟာ မင်းသမီးလေးထွက်သွားကြအောင်ကြားသီးလိုက်ရတဲ့အခါချက်ချင်းပဲလေးတော်ကိုဆွဲပြီးတော့ငွေတောင်ပြည်ရှိရာကိုရှာဖွေဖို့ထွက်ခဲ့ပါတော့တယ်။ဘုံတလုံးရေခဲရောက်တဲ့အခါရသေးကြီးနဲ့တွေ့ဆုံပြီးတော့တွေ့မယ်တော့အနံ့ခဲ့တဲ့မြဘဝနဲ့မနောမယလက်စုကိုရယူပါတယ်။ပြီးတော့ငွေတောင်ပြည်ကိုရှာဖို့ခီးထွက်ခဲ့ပါတော့တယ်။လမ်းမှာမျက်စိတစ်စုံကျယ်ဝန်းတဲ့ရေခဲကြီးကိုတွေ့ရတယ်။မင်းသားလည်း ရေကိုမဆောင်နဲ့လို့မင်းသမီးလေးဆိုထားတဲ့အတိုင်းရေကန်ကြီးရဲ့စံကျင်ဘက်ကိုခီးဆက်ခဲ့တယ်။အတန်ကြာခီးဆက်ပြီးတဲ့နောက်မှာမျက်စိတဆုံးကျဲဝန်းနဲ့ညခင်းမြင်ကျဲယူတွေ့ရတယ်။မြေကိုမဆောင်နဲ့လို့မှားထားတဲ့အတွက်ညခင်းလူမြင်ရဲ့စံကျင်ဘက်ကိုခီးဆက်ခဲ့တဲ့အခါကျောက်ကပယံကြီးတွေကိုတွေ့ရတယ်။သူတနုမင်းသားလဲကျောက်ကပားပေါ်တွေ့တတ်ပြီးတော့ဘဝင်းချင်းကိုကြည့်တဲ့အခါ လွန်ကြီးမားတဲ့ငှက်စင်မျိုးတောင်ကမ်းမပေါ်မှာနားနေတာကိုတွေ့ရတယ်။ဘဝမှာလေးကူသာဆောင်းမမောင်တော်လို့ရေးထားတဲ့အတွက် ကောင်းကင်ကြီးကသွားမှငွေတော်ပြေကိုရောက်နိုင်လိမ့်မယ်လို့မင်းသားကစဉ်းစားပါတယ်။ဒါနဲ့သူ့ဘာကျိန်ွယ်တွေကိုခုတ်ပြီးပိုက်ကွန်ကြီးပြုလုပ်ကညမှာချီနောင်ပြီးငှက်စင်ကြီးတစ်ကောင်ကိုပြစ်ဖန်လိုက်ပါတယ်။ဖမ်းမိတဲ့ငှက်စင်ကြီးကို ရင်ပန်းအောင်လေ့ကျင့်ပြီး ကောင်းကင်ကြီးကနေပြန်ဝဲကြည့်ရှုတဲ့အခါတောင်စဉ်ခုနှစ်ထပ်ရဲ့အလွန်မှာရှိတဲ့ရွှေတောင်ငွေတောင်ဗရမားတောင်တို့တွေ့မြင်လိုက်ရတယ်။နင်းသားလေငွေတောင်ပြီးဖြစ်ရမယ်လို့စဉ်းကျင်ကထိုရက်ကိုဥတီပြန်တန်းလာခဲ့ပါတော့တယ်။တောင်စဉ်ခုနှစ်ထပ်ကိုဖျက်ပြန်တဲ့အခါပင်ငူကြီးဘွားကအကူပြောင်းလာတဲ့ဘလူးကြီးနဲ့တွေ့ပြီးတိုက်ခိုက်ရပြန်ပါတယ်။သူတို့နုမင်းသားရဲ့လေးတော်နဲ့ပြခွင့်မှုကိုမခံနိုင်ပဲ။ ဘလူကြီးလည်းထွက်ပြေးသွားရပါတယ်ဒီလိုနဲ့ငှက်စင်ကြီးစီးကပြန်တန်းလာပြီးတော့ငွေတောင်ပြည်နန်းတော်ဥယျာဉ်ကြီးပေါ်ရောက်တဲ့အခါမင်းသားဟာခုံချလိုက်ပါတယ်အဲ့ဒီအချိန်ဟာငွေတော်မရှိမင်းကြီးကသမီးတော်ဒွေးမင်တော်ကိုခေါင်းဆေးမင်္ဂလာပြုဖို့သတ်မှတ်ထားတဲ့နေ့ဖြစ်တဲ့အတွက်ရန်ရွေတော်တွေဟာမင်္ဂလာရေကန်ကြီးကနတ်ရည်စင်ကိုငွေအိုးတွေနဲ့လာရောက်ခတ်ယူကြတယ်သူတို့နုမင်းသားဟာ ရန်ရီတော်ရေခန့်နေတဲ့အချိန်ဦးရဲကို မနှောမယလက်စွပ်အားအဝေးကနေဖြစ်ထည့်လိုက်ပါတယ်။ခေါင်းဆေးမင်္ဂလာ ပြုလုပ်တဲ့အချိန်ဦးကောင်းမှရေစင်သွန်းလောင်းတဲ့အခါဗရမလက်စွပ်ထွက်ကြလာတဲ့အတွက်မင်းသားလေးရောက်ရှိနေတာကိုသိရှိသွားတဲ့တွေးမဲ့တော်ဟာ သူတနုမင်းသားရောက်ရှိလာတဲ့အတွက်တွေးဆောင်ဝင်ပေးပါရန်ဖခင်ကြီးကိုရှောက်တယ်ပါတယ်။ ဘယင်းကြီးလဲလူသားတွေမရောက်နိုင်တဲ့ငွေတောင်ပြီးကိုအရောက်လာနိုင်တဲ့မင်းသားဟာအစွမ်းရှိသူတွေပဲလို့မှတ်ယူပြီးခေါ်ယူတွေ့ဆုံခဲ့တယ်။သူတနုမင်းသားလဲဒွေးမင်တော်ကိုလာရောက်ခေါ်ဆောင်ရတဲ့အကြောင်းကိုရှောက်တင်ပါတယ်။ဘယင်းကြီးကမင်းသားအားစမ်းသပ်မှုနှစ်ခုအောင်မြင်ရင်ခေါ်ဆောင်သွားခွင့်ပြုမယ်လို့မိန့်ကြတယ်။ပထမစမ်းသပ်ချက်ကငွေတောင်ကမ်းမမှာပေါရောက်နေတဲ့ နတ်သစ်ပင်ကတတိကိုခူးယူစေပါတယ်။မင်းသားလည်းမြားကိုပြစ်လွတ်လိုက်ပြီးအတီးရဲ့အညာကိုထိမှန်ကကျွေချရတဲ့တတိကိုရေသူမကြခင်ဖမ်းယူပြီးဘယင်ကြီးကိုဆက်သားလိုက်ပါတယ်။ဒုရီယာစံတချက်ကတော့တွေးမယ်တော့မင်းသားလေးမြင်းမြတ်တမိုးတာမှတ်မိတယ်လေဆိုတာကိုစံတတာဖြစ်တယ်။ညီမခုနှစ်ဖို့ကလန့်ကနောက်တော့ဝင်သေးပြီး ကလကအပေါင်းမှာလက်များသာထုတ်ထားစေကတလုံးမို့တင်ထားစေပါれသူရနုမင်းသားရဲ့မျက်လုံးကို အဝက်စီးနောင်စေပြီးမင်းသမီးတွေရဲ့လက်ကိုထိတွေ့စေကတွေးမဲ့နော်ရဲ့လက်ကိုမှန်အောင်ရွေးစေပါれညီမခုနဘောဟာခန္ဓာကိုချိုးစားရောလက်ချောင်းတွေပါခွဲမရအောင် တူညီကြတဲ့အတွက်လွယ်ကူစွာခွဲကြရန်ခက်ခဲလာပါれဒါပေမဲ့ ဖေးမင်တော်ရဲ့လက်သက်ွယ်ဟာမင်းသားလက်ဆောင်ပေးထားတဲ့မနောမယပရမညာလက်စွပ်ဝစ်စင်ထားမှုတဲ့အရာရှိနေတဲ့အတွက်သူတနုမင်းသားဟာမှန်ကန်စွာရွေးချယ်နိုင်ခဲ့တယ်။မင်းကြီးလည်းခရီးတိုင်းတမီးတော်ကိုမင်းသားထံအနှံ့လိုက်ပါတော့တယ်။သူတနုနဲ့တွင်မင်းတော်တို့ဇနီးမောင်နှံဟာပင်ဒီယပြည်ပြန်ရောက်တဲ့အခါအကောက်ကျန်တဲ့ဘရိုဟိတ်ကြီးကိုပြင်းနေတယ်ပေးလိုက်ပြီးတော့အသက်သက်ဆုံး 去去看看，你还能多加把肉